ီနေ့ဗီဒီယိုလေးပြီးသွားလို့ရှိရင်တော့ဒါနဆိုတာဘာလဲရယ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအင်္ဂလိပ်လိုရှင်းပြတတ်သွားအောင်ပါပဲဖြစ်ပါတယ်အဲ့တော့မိကုန်းလေးကိုဖလှယ်ရအောင် what does dana mean ဒါနဆိုတာ what ဘာကို mean ဆိုလိုပါတယ်လေအဲ့တော့ဒါနဆိုရဲ့ပါဠိစကားလုံးမှာဘာဆိုလိုလဲဆိုရင် dana means ဒါနဆိုလိုတဲ့ giving ပေးကမ်းခြင်းနဲ့ generous ရရောခြင်း being generous ရရောခြင်း to others အခြားသူတွေကိုအခြားသူတွေကို giving ပေးကမ်းခြင်း being generous ရရောခြင်းဆိုတဲ့အဓိပ္ပာယ်မျိုး ထွက်ပါတယ်တဲ့အဲ့ဒါဒါနပါပါတယ်တဲ့ပေးခန်းခြင်းဟာဒါနအခြားသူတွေကိုရရောတဲ့စိတ်မျိုးရှိခြင်းရတယ်ဒါနပါတယ်အဲ့တော့နောက်တစ်ခု why ဘာကြောင့် is giving ပေးခန်းခြင်းဒီ important အရေးကြီးတာလေတဲ့ why ဘာကြောင့် giving ပေးခန်းခြင်းက important အရေးကြီးတာလေတဲ့အဲ့တော့ giving ဒီလိုပေးခန်းခြင်းရဆိုရင်တဲ့အရေးကြီးတယ်ယူမဲ့သူတွေတော့မဟုတ်နော်ပေးတဲ့သူတွေတက်လည်းအရေးကြီးတယ်တဲ့ဘာဖြစ်လို့ဆိုတော့အဲ့ပေးခြင်းဒီ has ကူညီပေးတယ် as ကျွန်တော်တို့ကိုကူညီပေးတယ်တဲ့ feel kind ကျင်နာတယ်လို့ခံစားရဖို့ เนาะခုခုကျင်နာတဲ့စိတ်နှလုံးသားမျိုးဒီစိတ်ထဲမှာကိန်းအောင်လာဖို့အတွက်ပေးကမ်းခြင်းကလိုအပ်တယ်ပေးခြင်းအဖြစ်ဖြစ်လာတဲ့ PD လို့ခန်းစားရင်းနဲ့ကျင်နာတဲ့စိတ်မျိုးမွေးမြူလို့ရတယ်ပေါ့ Now show ဆိုတာပြသဖို့ love ဆိုတာချစ်ခြင်းမြတ်တာ to others အခြားသူတွေကိုပေးကမ်းခြင်းဖြင့်ဘာကိုပြလို့ရလဲ ချစ်ချင်းမေတ္တာကိုပြလို့ရတယ်အဲ့တော့ချစ်ချင်းမေတ္တာကိုစိတ်နဲ့မေတ္တာပို့နေတဲ့ဟာလည်းအကျိုးတရားမှုရှိတယ်ဒါပေမဲ့ပေးကမ်းခြင်းနဲ့ပြလိုက်တဲ့အခါကျတော့တစ်ဖက်လူကမြင်သွားတယ်အဲ့တော့အခြားသူတွေကို love ချစ်ချင်းမေတ္တာပြဖို့အတွက်လည်းဒီပေးကမ်းခြင်းဟာဂုဏ်ပြီးတယ်တဲ့အဲ့တော့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာကိုပြခြင်းပေးကမ်းရမယ်ပေါ့ how ဘယ်လိုမျိုး should we free ငါတို့ကခံစားတင်တယ်လေ one we give ငါတို့ပေးတဲ့အခါမှာဟုတ်ပြီပေးတာတော့ဟုတ်ပါလေအဲ့ဒါပေးတဲ့အခါမှာ one ဆိုတော့အခါမှာ we give ငါတို့ပြီးတဲ့အခါမှာ how should we feel ငါတို့တွေဟာဆိုရင် should how ဘယ်လိုမျိုး should feel ခံစားတင်တယ်လဲဘယ်လိုစိတ်မျိုးနဲ့ပြီးတင်တယ်လဲဆိုတော့ we should feel happy ပျော်ရွှင်နေတင်တယ်ပြီးတဲ့အချိန်မှာဘယ်အချိန်မှာပျော်ရွှင်နေတင်တယ် before မပြီးခင်လည်းပျော်ရွှင်နေတင်တယ်ဩငါဒါလေးပြီးရတော့မယ်ဒါလေးရရင်တော့သူပြန်ပျော်နေတော့မှာပဲ during ပြီးနေစင်မှာလည်းပျော်ရွှင်နေရမယ်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်လိုလက်ရလေးပေါ့ after ပြီးခြင်းပြီးနောက်ဒါဟာဒီပါဠိစကားလုံးမှာဆိုပုပ္ပံမုံစာအပရဆိုပြီးရှိတယ်ပေါ့အဲ့တော့မပြီးမီ ပေးနေစဉ်ပေးပြီး၃ချိန်စလုံးမှာမဖြစ်နေရမယ်ဆိုရင် happy ပျော်ရွှင်နေရမယ်တဲ့အဲ့ဒီပေးခြင်းမှာဒီပေးခြင်းကိုအပေးခံခြင်းမှာတိုင်မီကလေးကလည်းပျော်နေရမယ်အော်သွားပေးရတော့မယ်ပေးနေစဉ်လည်းပျော်နေရမယ်ပေးပြီးရင်သွားရင်တော့လည်းတစ်ဖက်လူရဲ့ပျော်ရွှင်မှုပြန်တွေးပြီးတော့တသသပြန်ကြည့်နူးခြင်းအဖြစ်ပေးပြီးနောက်လည်းပျော်နေရမယ်အဲ့လိုမျိုးဆရာတို့က feel ခံစားနေရပါမယ်တဲ့အဲ့ဒါမှတကယ်ဒါနလို့ယူဆမှာပေါ့နော်အခု what should we promise when we give ဟုတ်ပြီ when we give ငါတို့ပေးတဲ့အခါမှာလဲ what ဘာကို should we promise ငါတို့ခတိကဝတ်ပြုတင်ပါတယ်လေတဲ့ promise ကခတိပေးတာခတိပြုတင်တယ်ပေးလိုက်တဲ့ဟာရဲ့အကျိုးအတွက်ဘယ်လိုခတိကဝတ်ပြုတင်လဲအဲ့ဒါဘာပြောလဲ we should promise ငါတို့ကခတိကဝတ်ပြုတင်တယ်အမှဘာနေခံတယ် to grow တိုးတက်လာဖို့တိုးတက်လာရဲဆိုတာဒီဟိုပေါ့ဒီစီးစိမ်ချမ်းသာခုတည်းမဟုတ်ဘူးဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအစတိုးတက်လာမှုပေါ့နော် အမ်ပြီးတော့ become better people ပိုကောင်းတဲ့လူတွေဖြစ်လာဖို့ခတိကဝတ်ပြုရပါမယ်တဲ့ဟုတ်လို့တခုခုလူတဲ့အခါမှာဆိုရင်ဗုဒ္ဓဘာသာတွေမှာဆိုရင်ဒီနိဗ္ဗာန်တတ်ပစ္စယဟောတုဆိုပြီးတော့ဒီပေးလိုက်တဲ့ဟာဒီနော်နိဗ္ဗာန်ကိုသွားမဲ့လမ်းကြောင်းအတွက်အထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့အဲဆိုလိုက်တယ်ပေါ့ဒီဟာဒီဟာလေးကိုကတိပြုလိုက်တာဒီပေးခြင်းဒီအလကားပြုလိုက်တာမဟုတ်ဘူးဒါနတတ်တတ်ပဲမဟုတ်ဘူးအဲ့လိုပေးနေစင်မှာဘာလုပ်လိုက်လဲဆိုရင် grow grow ဖြစ်သွားပြီတစ်ဆင့် level တက်သွားချက်ချင်းနောက်ဘဝလေးနိဗ္ဗာန်မရောက်နိုင်အောင်တော့မှနောက်ဘဝမှာ ဒီခုလက်ရှိထပ်ပို့ပြီးတော့ကောင်းတဲ့နေရာတနေရာဖြစ်သွားဘူး grow ဖြစ်သွားလို့ခေါ်တာဒါဟာတိုးတိုးတက်သွားရလို့ခေါ်တယ်ဒါမှမဟုတ်လေ better people ကိုဆိုးရလို့မဟုတ်ဘူးเนาะကိုကောင်းတဲ့လူတွေဖြစ်လာဖို့ we should promise အဲ့တော့ဂရိကိုအပြုတင်ပါအဲ့တော့ပေးတဲ့ဆိုရယ်အနေနဲ့ပတ်သက်တဲ့အမှုပညာဆန်စကားလုံးတွေရောသဘောတရားတွေရောဆရာလန်နာတွေရောဆရာသင်ပေးခဲ့ပြီးပြီဖြစ်ပါတယ်နေ့တိုင်းစူးစမ်းလေ့လာမယ်ဆရာ writing scene နဲ့တွေ့တင်ပေးနေတာဖြစ်တယ်အဲ့တော့ writing လည်းလေ့လာ vocabulary ဆိုစားနေ့စဉ်တကယ်ရေးတရားကိုရှာသူနဲ့နေတိုင်းလေ့ကျင့်ဒါလို့ဆိုရင်လာပိုင်းအတွက်မှာ site learner အင်္ဂလိပ်စာတိတိတတ်တာတိုးတက်ကောင်းမွန်လာမှာပါဆရာတော်အမြဲတမ်းဆက်တင်ပေးနေမှာဖြစ်ပါတယ်အားလုံးပဲကြိုးစားကြပါ fighting ပါ Today we are going to learn the next new Pali word dana so what does dana mean dana means giving and being generous to other so it's the joy of giving with kind hearts The second question, why is giving important? Giving it important because it has a free kind, show love to other. When we give to other, we become lighter and brighter. Next one, how should we feel when we give? We should feel happy before, during, and after giving. Both of the, all the three times we should be happy. Before, during, and after giving, we should be happy. The last question, Why should we promise when we give? We should promise to grow and become better people so that so our Harris become kinder and wiser.